ဒီနေ့ရောက်တဲ့ရင်ရေမရှိမှကိုကြောက်စရာမလိုတော့ပါဘူး။နွေရာသီလိုအချိန်မျိုးမှာတောက်သုံးရင်နဲ့စိုက်ပျိုးရေပြန်လည်မှုတွေဟာပုံမှန်လိုလိုဖြစ်နေပါဗျ။ဒါပေမဲ့အိန္ဒိယချင်းထိုင်းနိုင်ငံမှာဆိုရင်တော့ရေရှားပါမှုဆိုတာလုံးဝမရှိသလောက်ပါပဲ။ဘာလို့လဲဆိုရင်တော့သူတို့မှာရေကိုစနေတကျစူဆောင်းသိမ်းဆီးထားနိုင်တဲ့ထူးခြားတဲ့နီလန်တစ်ခုရှိနေလိုပါပဲ။အဲ့ဒီနီလန်ကတော့တောင်ပေါ်နေလူမျိုးတွေအတုံးပြုတဲ့ရိုးရှင်းပြီးထိရောက်တဲ့ရေစူဆောင်းမှုစနေပဲဖြစ်ပါတယ်။ ဘလောက်ထိထိအောင်လဲဆိုရင်တော့တနေ့ပတ်လုံးတောက်သုံးရီရောစိုက်ပျိုးရီအတွက်ပါအလုံးလောက်အသုံးပြုနိုင်တယ်လို့ဆိုပါရယ်ဒီနီလန်ရဲ့အဓိကအခြေခံကတော့မြေအောက်မှာရေကန်ကြီးတစ်ခုကိုတူပြီးရေကိုတုံလောင်ထားတာပါအဲလိုလုပ်တဲ့အခါရေတွေစိတ်မထွက်သွားရအောင်လို့ကန်ရဲ့ဘေးပပတ်လည်းနဲ့အောက်ခြေတွေကိုအင်းကလေးနဲ့တေးသေးချာချာစီထားပါရယ်အဲလိုရေကန်ကြီးပြီးသွားပြီဆိုရင်တော့မိုးရေတွေကိုဒီကန်နဲ့စီးဝင်နိုင်မှုအတွက်ပိုင်လုံးလေးတွေကိုအိမ်ခေါင်မိုးတွေနဲ့ခြံဝင်းတွေရနေချိတ်ဆက်ပေးတာပါ ဒါမှမိုးရွာတဲ့အခါအိမ်ခေါမိုးပေါ်နဲ့ခြံဝင်းထဲကိုကျလာတဲ့မိုးရေဆက်တွေဟာပိုင်လုံးတွေရနေတဲ့ဆင်မြေရောက်ရေကန်တွေကိုတိုက်ရိုက်စီးဝင်သွားမှာဖြစ်ပါတယ်။မိုးရာသီမစတဲ့ငယ်မှာသူတို့ဘာခြံဝင်းထဲအမိုးတွေကိုတည်တည်ချာချာတန်ရှင်းရေးလုပ်ထားပါတယ်။ဘာကြောင့်လဲဆိုရင်တော့ပထမဦးဆုံးရွာတဲ့မိုးကအရန်ကိုတန်ရှင်းတဲ့အတွက်အညစ်အကြေးတွေမပအောင်လို့ချိုးတင်ပြင်ဆင်ထားတာပါ။ ပြီးတော့မိုးစာရွာပြီးဆိုတာနဲ့အဲ့ဒီတန့်စဲတဲ့မိုးရေတွေကိုမြေရောက်ကန်တဲ့ကိုစူဆောင်းပါတယ်။ဒီလိုစနေတကြစူဆောင်းလိုက်တဲ့ရေဟာမိုးရသည်ကုန်သွားတဲ့ခါမှတော့မှနွေရသည်တစ်ချောင်းလုံးအလုံးလောက်သုံးဆဲနိုင်တဲ့ပမာဏဖြစ်လာခဲ့ပါတယ်။တကယ်တော့ဒီနီးလန်းဟာရိုးရှင်းတဲ့စနေတစ်ခုပါ။ဒီနီးလန်းလေးဟာဆိုရင်တော့ကျွန်တော်တို့မြန်မာနိုင်ငံအတွက်လည်းအလုံးကိုအသုံးဝင်တဲ့နီးလန်းတစ်ခုဖြစ်ပါတယ်။ရေပြဒနာတွေကြုံရတဲ့ဒေသတွေမှာဒီလိုမြေအောင်ရေကန်တွေတည်ဆောက်ပြီးရေကိုစူဆောင်းထားတတ်ပါတယ်ရှင်။